ဖီဖာကလပ်ကဘာပလားကိုဝေဖန်လိုက်ပြီးနာမည်2026ကဘာပလားကိုဝင်ကစားဖို့မသေးကြတော့ကြောင်းထုတ်ပြောလာတယ်မရှိပြိတမအလုံးမဲ့မိလာများကောင်းထက်အိုင်ဘက်ကိုရှိကိုကနေပြန်လဲကြိုးလဲပါရင်စိတ်ကြီးမန်စီကတော့လာမယ့်2026ခုနှစ်ကဘာပလားပြိုင်ပွဲမှာသူ့အနေနဲ့ပါဝင်ရှင်ပြိုင်ကစားပေးနိုင်ဖို့ဆိုတာအာမခံချက်မပေးနိုင်တော့တဲ့အကြောင်းထုတ်ဖော်ပြောကြလာခဲ့ပါရင်ဒီစကားကပရိသတ်တွေအတွက်တော့အန်အောချင်းဝန်နေချင်းတွေရောရှက်စေခဲ့တယ်လို့မက်ဆီရဲ့အနေထားကဆယ်လိုနဲ့နိုင်ရှင်ကြည့်ဖို့အဆင်မပြေတော့အကြောင်းကိုလည်းပို့လို့ထင်ဟပ်စေခဲ့ပါတယ် ရိုနယ်ဒိုကတော့မန်စီထက်အသက်အရွယ်ပိုင်းအရပိုကြီးတယ်လို့လက်ရှိချိန်မှာဆိုရင်လည်းအသက်40ကျော်အရွယ်ကိုရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ရိုနယ်ဒိုရဲ့ကစားအားကတော့ကြာမသွားသေးပါဘူး။ဖြစ်ချင်တဲ့စိတ်ကလည်းအဟုန်ကြီးမလာကြောင်းရိုနယ်ဒိုဟာလူငယ်တွေနဲ့အပြိုင်ပွဲတွေဆက်တိုက်ရှင်ပြန်ကစားနေပေမဲ့လည်းတစ်ချက်ကလေးမှညှဉ်းညူခြင်းမရှိခဲ့တာပါ။ဒါ့အပြင်ရိုနယ်ဒိုရဲ့ဂိုးသင်းဆန်းရီကလည်းလုံးဝကြာဆင်းသွားတာမျိုးမဟုတ်ပဲအတိုင်းအတာတစ်ခုထိကြံရှိနေစေဖြစ်ပါတယ်။ယခုနှစ်ပေါ်လုံးရာသီမှာဆိုရင်ရိုနယ်ဒိုက sorry လေးပွဲ28ပွဲပါဝင်ကစားပေးထားပြီးတွင်းကို23ကိုအထိတွင်းယူထားနိုင်ခဲ့ကဂိုးဖန်နေမှုလည်း၃ချိန်ရှိထားပါတယ် ဆော်နီလေးရဲ့ပွဲတိုင်းလေးပါကိုရိုနယ်ဒိုကအပောင်းဝင်ကစားပေးထားပြီးဂိုးသွင်းအားလဲတကယ်ကိုကြောက်ခမန်းလေးလေးဖြစ်နေကြတာပါ။ဒါကအသက်40ရွယ်ကစားမကြီးတယောက်ရဲ့အန်အားသင့်စရာစွမ်းဆောင်ရည်ပဲဖြစ်ပါရင်ဒါပေမဲ့မက်ဆီကတော့ယခုနှစ်ဘောလုံးရာသီမှာချမ်းခိုင်မှုအပိုင်းနဲ့ပတ်သက်လို့စိုးရိမ်စရာအနေထားဖြစ်လာခဲ့ပါရင်ဒဏ်ရာရရှိမှုတွေခက်စိတ်စိတ်လေးဖြစ်လာခဲ့ပြီးချမ်းခိုင်မှုရာဂိုင်နှုန်းမပြည့်တာကြောင့် မေဂျာလိရာသီအစပိုင်းပွဲအစဉ်တွေကိုလဲချော်ခဲ့ရသလိုမက်ချ်နာတုန်းကကစားခဲ့တဲ့နိုင်ငံကပွဲအစဉ်မှာလည်းဒန်ယာကျောင်းအာဂျင်တီးနားရဲ့လူစင်းကနေနှုတ်ထွက်သွားခဲ့ရပါသေးတယ်အခုဆိုရင်မက်ဆီကလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမှာသူ့အနေနဲ့အာဂျင်တီးနားအတွက်ပါဝင်ကစားပေးဖို့မတည်ကြတော့ဘူးလို့ထုတ်ဖော်ပြောကြားလာခဲ့တာပါဒါအပြင်မက်ဆီကသူ့ရဲ့ကစားမပွားမှာရရှိရှိတဲ့အောင်မြင်မှုတွေအကုန်လုံးရယူထားနိုင်ခဲ့ပြီဖြစ်လို့အရင်လိုမျိုးအလိုရမှတ်တွေမရှိတော့ဘူးဖြစ်လာခဲ့ပါတယ် ဒါကြောင့်မစီကအနာကမှာအာဂျင်တီးနားအတွက်သူဥဆောင်ပြီးပါဝင်ကစားပေးဖို့ထက်နောက်ပေါလူငယ်ကစားသမားလေးတွေကိုခွင့်ရေးပေးဖို့ကိုပဲခေါင်းထဲထည့်ထားခဲ့ပြီလို့မက်ဆီကပြောပါရင်အာဂျင်တီးနားကြီးကတော့မက်ဆီမပါဝင်နိုင်တဲ့အာဂျင်တီးနားအသင်းကိုအခုကတည်းကပြင်ဆင်ထားခဲ့ပြီဖြစ်ကအတိုင်းအတာတစ်ခုထိလည်းခေးပေါလာခဲ့ပြီဖြစ်ပါရင်ဒါကြောင့်လည်းရော်နယ်ဒိုက2026ကမ္ဘာပလားပြိုင်ပွဲကိုပါဝင်ကစားသွားဖို့အတွက်စိတ်ဆန္ဒတွေပြင်းပြနေပြီးစိတ်အားထက်သန်နေချိန်မှာမက်ဆီကတော့လာမယ့်ကမ္ဘာပလားကိုပါဝင်ကစားသွားဖို့မတိကျတော့ဘူးလို့ထုတ်ဖော်ပြောဆိုလာခဲ့တာပါဒီကြောင့်လည်းပတ်သက်ပြီးမက်ဆီက လာမယ့်2026ကမ္ဘာပလာမှာနိုင်ငံရေးရေးစင်အသင်းအတွက်ကျွန်တော်ပါဝင်ကစားပေးနိုင်ဖို့တည်ပြီးမတည်ကြတော့ဘူးဗျ။ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့အသက်အရွယ်ပိုင်းကိုကြည့်လိုက်မယ်ဆိုရင်အတိုင်းအတာတစ်ခုထိရောက်ရှိလာခဲ့ပြီဒီအချိန်မှာပွဲတိုင်းကိုပွဲချင်းပြင်းအင်တိုင်းအားတိုင်းကစားတာမျိုးတွေကိုကျွန်တော်မလုပ်နိုင်တော့ဘူးဒါကြောင့်လူငယ်ကစားသမားလေးတွေအတွက်ကျွန်တော်ရဲ့နေရာကိုဖယ်ပေးပြီးလမ်းဖွင့်ပေးလိုက်တော့ဖို့ပဲကျွန်တော်ဆုံးဖြတ်ထားပါတယ်ဒီအချိန်မှာတော့အသင်းလိုက်စုခလားတွေတူးချင်းစုစိတ်တွေကိုကျွန်တော်မမှတ်တော့ဘူးလိုချင်တက်မှတ်တဲ့စိတ်တွေမရှိတော့ဘူးလို့ထုတ်ဖော်ပြောကြားလာခဲ့ပါတယ် ဒါအပြင်သူအနေနဲ့တက်နိုင်တဲ့လောက်ဘောလုံးဆက်ကစားအောင်မှဖြစ်ပေမဲ့လည်းအနားယူသွားတာမျိုးလည်းအချိန်မရဖြစ်ချင်းကောက်ဖြစ်သွားနိုင်တဲ့အကြောင်းမက်ဆီကပြောထားပါသေးတယ်။မက်ဆီကကျွန်တော်ကိုတွေးရဖို့အတွက်မိုင်ပေါင်းထောင်ချီပြီးတော့လာရောက်ကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။သူတို့တွေကိုအားနာတဲ့စိတ်နဲ့ကျွန်တော်အခုလိုမျိုးစိတ်ကိုတင်းပြီးဆက်ကစားနေရတာပါ။ကျွန်တော်အနေနဲ့မိနစ်60လောက်လုံးပြေးလောက်ကစားတာမျိုးတွေမလုပ်နိုင်တော့ဘူးဗျ။အခုနောက်ပိုင်းမှာအမွေကြီးတစ်ခုတည်းကိုပဲကြည့်ပြီးနားရည်နည်းနည်းပဲပေးတဲ့ပြိုင်ပွဲတွေကစားလာတာများတယ်။ အဲ့ဒါကလူကိုအရင်ပင်ပန်းနှဲနေစေတယ်ဒါရီအားလုံးကိုတောက်မခံနိုင်တော့တဲ့ဒီနေ့မှာကျွန်တော်အနားယူသွားမှာပါအနားမျိုးပြီးရင်တော့အားလုံးကိုအသိပေးသွားပါမယ်လို့ပြောကြားခဲ့ပါတယ်ဒီတိုင်းဆိုရင်လာမယ့်2026ကမ္ဘာဖလားမှာမက်ဆီကိုမြင်တွေ့ရဖို့အချိန်တွေကတော့50 50ပဲရှိတော့တယ်လို့ကောက်ချက်ချတော့မှာပါဖြစ်နိုင်ရင်တော့မက်ဆီကိုကမ္ဘာဖလားမှာမြင်ချင်မိပါသေးတယ်ကမ္ဘာဖလားပြီးမှအနားယူခြင်းယူပါစေပါဗျာဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာအရာအားလုံးကိုအနိုင်နဲ့ပိုင်းဖို့များဆုံးဖြတ်ထားတာလားမပြောတတ်ပါဘူးပရိသတ်များကရောဘယ်လိုများထင်မြင်ယူဆမိကြပါသလဲအဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ် မင်္ဂလာပါဘောလုံးချစ်သူညီကောင်များအချိန်ပုံမခံမဲဖုန်းတစ်လုံးအင်တာနက်လိုင်းရှိုံနဲ့တောင်းထက်ဘောလုံးအေဂျင်စီမှာလွဲကူသွားတဲ့ဘောလုံးစားလို့ရတယ်နော်၄၀လီပေါင်းစုံဘောလုံးပွဲပေါင်းစုံကိုတနေရာထဲမှာစောက်စားနိုင်ပြီးအိုင်ဘတ်ခွန်ရှိကိုမှဆိုရင်ဘော်ဒီမောင်းတာမကဘောလုံးပွဲတစ်ပွဲကိုရှူတော့ပေါင်းစုံကနေစားနိုင်အောင်မှဖြစ်ပါလိမ့်အကောင့်တဲ့ဆရာကန်တို့ယူနိဖြစ်၅ကန်တို့ပေးတဲ့ပြင်အေဂျင်တက်တန်၄နှစ်ကြာပြီးတော့နာမည်ပြတ်မရှိယုံကြည်စိတ်ချတာကြောင့်ကောင်းထက် Facebook ကောင်းကနေဖြစ်စေဖုန်းနဲ့ Viber 3996 3996 3936ကနေဖြစ်စေဆက်သွယ်နိုင်ပါလိမ့်ဗျာ